ဒီ MIC ရဒီပတ်တန်လေးတွေမှာထိုင်ဒီမလေးတွေအတွက်ဘယ်လိုပဲဆိုင်ခဲ့ရမလဲဆိုတော့ကျွန်မကိုပြောပြပါမယ်။ပတ်တန်ကတော့ဒီမှာဒီပတ်တန်လေးကတော့ကိုယ်စမှာရောက်လာပြီလားနဲ့ဘယ်လိုခဲ့ရမလဲပိတ်ဆိုင်ကိုဘယ်လိုယူရမလဲဆိုတော့ကိုအမဒီဗီဒီယိုလေးနဲ့အစားဆုံးပြောချင်ပါတယ်။အဲဒါတော့ net လေးပေါ့နော်။ပြီးတော့ဒီမှာမှာတို့အဲတချို့ပတ်တန်ကအမပထမမှာရသူဆိုရင်အဲဒီနားမှာ B နဲ့ F ဆိုတာမရေးထားတာရှိတယ်ပေါ့နော်။ဒါပေမဲ့အဲဒီဟာဆိုရင် B level ဒါကိုခွက်တဲ့နေရာက F လို့ရေးထားတဲ့ဟာကဟုတ်ပါပြီအတင်မြေနော်ဒါ F လို့ရေးထားတာဆိုရင်ဒါ၈ချမ်းဖြစ်မယ်။ B လို့ရေးထားတာကနောက်ချမ်းဖြစ်ပါမယ်နော်။ဒါဆိုမှအရင်ဆုံးဒီလိုမျိုးအင် ်ဂျီတာဝန်ဆက်စာဘောင်းမီဖြစ်မယ်ဒါအင်ဂျီဖြစ်မယ်လက်အဲဆိုတော့မတော်ပဲဟောင်းအရင်ဆုံးသွားမလဲဆိုတော့ဂျီစင်ငယ်လိုက်ဖြစ်တဲ့ဘောင်းမီကိုအရင်ဆုံးသွားမယ်တကယ်လို့ကိုယ့်ရဲ့ကိုယ့်စမားပိစာကဒီလိုမျိုးပိစာရောက်လာပြီဒါမောင်းမီမှာပြပိစာစပန်းစာပေါ့နော်ဒါကထပ်လိုက်ခွဲရှိတယ်ဟာအဲ့တော့ကဝန်ဆက်နဲ့ချုပ်ပြချင်တယ်ဝန်ဆက်နဲ့ချုပ်မယ်ဆိုတော့ဒီဟာကမတော်ပြီ၃ခု၄ခုထဲမှာကြည့်မယ်ဆိုရင်ဒါအကြီးဆုံးဖြစ်နေတယ်ဒါအသေးဆုံးဖြစ်နေဘူးလားဆိုတော့မောင်းမယ်မဲပိစာမျိုးဆိုမောင်းစာဒီလိုပိစာကင်ရောမယ်ဆိုရင်အမြဲတမ်းကြီးစင်ငယ်လိုက်သွားမယ်တကယ်လို့မြာမောင်းကဒီအသေးဆုံးကိုညှက်လိုက်တယ်အသေးတွေကိုညှက်လိုက်မယ်ဆိုရင်ဒီအကြီးဆုံးကိုညှက်တဲ့ခါမှာပိစာမလောက်တာတွေပါဖြစ်တတ်တယ်ဆိုတော့မောင်းအရင်ဆုံးဘာကိုအရင်စားညံ့မလဲဆိုတော့ဂ chỉ xin nghe lại như là toàn đó rồi thì mai chỉ có sai chút rồi mẹ sửa mọi người thế နောက်ထပ်နှစ်ကိုအရင်ဆုံးဦးစားပေးမယ်။ဘာဖြစ်လို့အဲ့လိုနောက်ထပ်နှစ်ကိုဦးစားပေးပါတော့မှကပြောတာလဲဆိုတော့အမတို့ဒီနောက်ထပ်ဆိုတာကနောက်ထပ်မှာတောက်ပဲထဲလို့ရတယ်။ဥမာနောက်စစ်ဆိုလဲနောက်စစ်ပေါ့။မောင်းဝေလဲမှရင်စင်းရင်ဖုံးဆိုရင်နောက်နောက်ထပ်မှရှိတာကတောက်တစ်ခုပဲရှိလို့ရမယ်။ဂျန်နာဘာမှရှိလို့မရဘူးနော်။ဒါဆိုတော့ရှစ်ချမ်းတကယ်လို့များအမတို့ပိတ်ဆက်ကမလောက်တော့ဘူး။ပိတ်ဆက်တွေသေးနေတယ်ဆိုရင်အမတို့ဒီရှစ်ချမ်းမှာဆိုရင်ဘာလုပ်လို့ရဆိုရင်ဖြတ်ဆက်၊ခါဖြတ်ဆက်ပြီးတော့လဲအမတို့ဒါဇာတ်လေးထည့်မလား။ဒီမှာဒီမှာ decoration လုပ်လို့ရတယ်ပေါ့နော်။ design လေးထွန်လို့ရတယ်။နောက်ထပ်မှာကအဲ့လိုတောက်လို့မရဘူး။အဆိုတော့မှကဘာပြောချင်လဲဆိုတော့အရင်ဆုံးမှာပိတ်ဆက်ကိုစချက်တော့မယ်ဆိုရင်နောက်ထပ်ကိုဦးစားပေးပါ။ဒီတော့ဘောင်းမျိုးပါဘူးပေါ့နော်။မြန်မာအင်ဂျီကို ချုပ်မယ်ဆိုရင်နောက်ထပ်ကွယ်ရင်ဆုံးဖြတ်ပါပြီးတော့ချစ်ချမ်းကိုညှက်ပါမယ်နော်ဒီမှာလက်ဒီကိုညှက်မယ်ပြီးတော့ကွက်စာတို့ပါတို့ရှာဆိုတာဟာဒီဒီကွနေအတွက်ကစားလေးတွေပေါ့နော်အဲ့တော့ကသွားမယ်ပေါ့နော်ဒါဆိုကိုမကအရင်ဆုံးဒီပေါင်းကိုအရင်ဆုံးစားညှက်ပြမယ်ပြီးမှဒီကိုထဲကိုသွားမယ်ပေါ့နော်ဒါဆိုမတော့ပိတ်စာကိုစားညှက်တော့မယ်ဆိုရင် ညီမမလိုအပ်တဲ့ဟာလေးတွေတကယ်လို့အဲဒီပစ္စည်းတွေညီမတို့ဆိုမှမရှိသေးဘူးဆိုတော့ green sector ကြီးအိုင်ဝိုင်မှာရနိုင်တယ်ပေါ့နော်အဲမောင်ညီမကကြေးလိုမဲ့အဲဒီမှာမောင်ကကြေးရှိပြီပတ်တာတော့ဒါရှိပြီးသားဖြစ်သွားပြီပေါ့နော်ဒါပြန်အနေတစ်ခုလိုမဲ့အဲပြန်အနေတစ်ခုမျိုးလေးပေါ့နော်ဒါဒီအိုင်ဝိုင်မှာရှိတယ်ဒါလေးလိုမဲ့ကကြေးလိုမဲ့အဲဆိုတော့ညီမပိစာကိုစားညက်တော့မယ်ဆိုဒီဟာလေးကိုစားညက်မယ်ဆိုအရင်ဆုံးပိစာကကိုစီမတော့တချို့ဆိုရင်မိုက်စီမတခါနဲ့ပို့ပေးရရှိတယ်တချို့ကြတော့ကွာကိုဝင်နေသူရှိရပေါ့နော်အဲဆိုမပိစာကဘယ်လိုမျိုးပိစာတဲ့ဖြစ်ဖြစ်အမောင်စီမရောက်လာတဲ့အခါမှာပိစာကိုအရင်ဆုံးကြည့်ကြည့်မယ်အခုဒါစပန်ဆာအစင် ်အစီကမချီချီအဖြစ်သူရဲ့အခွင့်တွေကဘယ်လိုရှိစတဲ့လိုလိုင်းလေးတွေဘယ်လိုရှိနေရပေါ့နော်ဒါရဲ့သူရဲ့ဒီဖြစ်တည်မှုကဘယ်လိုရှိလဲဆိုတော့အမတော်ဝတ်မယ်ဆိုရင်တို့အနေထိုင်နေဝရမယ်အစဉ်ဖြစ်တယ်နော်တို့ကန်းနိုင်တဲ့တော့ဒါထားလို့ရတယ်ဆိုတော့ဒါအကြည့်ရတဲ့ကိုတည်တာပေါ့နော်ဒါဆိုအမတော်ချုပ်မယ်ဆိုရင်ဥမာပေါင်းမယ်ဆက်ကိုယူမယ်ဆိုလည်းဘယ်လိုမျိုးပုံစံနဲ့ယူရမယ်ချင်းနေဖြစ်မယ်နော်ဒါဆိုအမတော်ဆက်ပြီးတော့ပေးစားကိုယူမယ်ဆိုရင်ဒီနားမှာကြတော့ ခေါရိုးဆိုတာမရှိတော့ဘူးဒီဟာရဲ့အသိဉာဏ်ဒါလေးကဘာလို့ပြောချင်လဲဆိုတော့ပိတ်စာကိုခောက်မယ်လို့ပြောချင်တာဒီလိုမျိုးခေါရိုးဆိုတာကဒီလိုခောက်တဲ့အရာကိုခေါရိုးလို့ပြောချင်တာဒါဆိုရင်မပေါင်းမရတဲ့ဘဲမောက်တာထချမ်းနဲ့ညမန်းထချမ်းဆိုတာကဒီပေါင်းဆိုတာခေါရိုးတစ်ခုညမန်းနောက်တစ်ခုပြန်ညမန်းဒါဆိုထချမ်းဖြစ်မှာပေါ့ဒါဆိုမောက်ခေါရိုးဆိုတာကပိတ်စာကိုဒီလိုခောက်တာဒီမောက်ကဒီတင်ဒီသားလေးပြလိုက်တာပေါ့နော်ဒီမှာစမအင်ဂျီမလေးတားထားတယ်မနေ့မလေးတားထားတယ်ပေါင်းမှာဆိုတော့သူကရှိမှာဒါတော့မရဲ့ simple အနေနဲ့မထားဆိုတော့မစမကိုမရှိဘူးပေါ့နော်ဒါဆိုတော့မောက်တာဆက်ပြီးတော့မောက်ပိတ်စာကိုဆက်ခိုင်းရမယ်ဆိုရင် အဲ့ဆိုမှတော့ဒါပိတ်စာကိုဒါကြည့်ကြည့်ရတယ်ကြည့်တာလည်းဒါလိုဆိုရင်အမတို့အနေထားနဲ့ခောက်ယူလိုက်ယူမယ်။ Okay ဒါဆိုဒီပိတ်စာမဟုတ်ဘူးဒီလိုမျိုးလေးအခွင့်ကတော့ဘယ်လိုရောတမန်ခွင့်ရပိတ်စာဖြစ်မယ်ဆိုတော့ပိတ်ကြော်လေးကိုရေစုံဘယ်လိုရှာမလဲဆိုရင်ပိတ်ကြော်လေးကိုမောင်ကဘယ်လိုလေးရှာမလဲဆိုတော့ဒီလိုအနေထားနဲ့ပိတ်စာကိုရေစုံထားကြည့်လိုက်တယ်ပိတ်စာကိုဆွဲကြည့်မယ်။ Okay လုံးဝတင်းနေတယ်။ နည်းနည်းဆွဲတယ်ဒါဆိုအဲ့လိုဆွဲနေရတာအမြဲအများလိုက်နဲ့ဖြစ်နေရတယ်ဘာဖြစ်လဲဆိုတော့လူတစ်ယောက်ကထိုင်တဲ့အချိန်နဲ့မတည့်ရတဲ့အချိန်ကလိုကဆိုက်ကမတူဘူးပေါ့နော်ဒါဆိုမှဒီလိုလေးတင်းနေတဲ့ဟာကအမြဲတမ်းအရှိတ်အမှန်ရှိရမယ်ပြီးတော့လည်းဒီလိုနည်းနည်းဆွဲတဲ့ဟာကဒီလိုနည်းနည်းလေးဆွဲတဲ့အရာကမောင်ရဒီအများလိုက်မှရှိရမယ်ဒါမှလည်းလူတစ်ယောက်ကထိုင်နေထားတယ်ဖြစ်တဲ့ခါမှာသူ့မှာဒီဆွဲအားရှိတဲ့ဟာကတက်တက်တာဖြစ်စေမယ်အဲ့ဆိုမှပြောင်းစားတဲ့ဖြစ်ဖြစ်ဘလိုမျိုးပိတ်စားတဲ့ဖြစ်ဖြစ်အမြဲတမ်းအတော့အရင်ဆုံးဖြတ်တော့မယ်ဆိုရင်ဖိတ်ကြောလိုက်ဒီကဘလိုရှိတာလဲဒီလိုလေးပူတင်းနေတာဒါလေးပူပြော့နေတာဒါတစ်ချက်စမ်းကြည့်မယ်ဒီလိုလေးတင်းနေတဲ့ဟာဆိုအမြဲတမ်းဒီလိုနှက်ပြီးတော့ဒါကအောက်ပိုင်းဒါအပေါ်ပိုင်းဖြစ်မယ်ပေါ့နော် ဆိုကျွန်တော်တို့လည်းဆဲဟာကအလားလိုက်နဲ့ဖြစ်နေရမယ်ဒါဆိုရင်ဒါကတော့မောက်ကတိသွားပြီဒါဆိုရင်ဒါကတော့မောက်ကဒီလိုဆိုမြင်ရပြောင်းချာတော့မြင်ပြောင်းချင်တာပေါ့နော်ဒါဆိုမောက်အရင်ဆုံးဒီဘောင်းကြီးကိုဆိုင်းချက်တော့မယ်ဘောင်းကြီးဆိုင်းချက်မယ်ဆိုရင်အမက ဒါလေးကိုချင်းပိုင်းမှာထားချင်တယ်ဒါခါပိုင်းမှာပေါ့နော်ဒီအမေကမှချင်းပိုင်းမှာထားချင်တယ်ဆိုခုမှမဆိုင်ကုန်ဖြတ်ပြပါလေဆိုရင် XL size ဖြစ်မယ်နော်တကယ်လို့ဒီမညီမတို့ကဒီပေါင်းမီရဲ့အရှိကကိုနဲ့အတော်ဖြစ်မယ်ဆိုတော့ OK ဒီဟာညီမတို့ယူလို့ရတယ်မဲ့ကိုကထပ်တိုးချင်တယ်ဆိုရင်ဒီညမှာထပ်ခောက်လို့ရတယ်အဲ့ဒီထပ်ကိုညီမကရှေးချင်တယ်ဆိုပေကျိုးလေးနဲ့တိုင်လိုက်တယ်ကိုရဲ့ဆိုင်ကဘလောက်လဲအရှိကိုထပ်ကိုချင်လို့ရတယ်ထပ်ရှေးလို့ရအောင်နော်ဒါဆိုကကျွန်မကအရှိလည်းမကြိုက်ဘူးလေတူရလေးပူကြိုက်တယ်ဘလောက်ပဲရှိမှလဲဆိုရင်ကဒီမှာ30ပေါင်းကျင်တော့ဖြစ်မှာပေါ့နော်ဒါဆိုမှကအရင်ရှိရတယ်မကြိုက်တော့ဒီဆိုင်နဲ့ပဲယူမယ်ဒါဆိုရင်မှအရင်ဆုံးပိတ်ချက်ကမှစကင်တော့မယ်ဆိုရင်အမြဲတမ်းပိတ်ချက်ကိုဒီလိုမြင်နေတာကအထာ ဖြစ်ရမယ်ကိုဖက်ကခောက်တဲ့ဟာတွေကမလှဖက်ဖြစ်နေရမယ်ဘာဖြစ်လို့ကြာအောင်မလှဖက်ဖြစ်ရမယ်လို့ပြောရလဲဆိုတော့တကယ်လို့ညာမတော့အင်ဂျင်နီယာဆိုင်တဲ့ခါမှာ တို့မလှဖက်ကပဲဟိုကတောက်တွေထည့်မှာဆိုတကယ်လို့အမတို့အထက်အထဖို့ကိုတို့ယူမိမယ်ဆိုရင်တောက်တွေထည့်မယ်ဖက်ခဲတွေဖက်မယ်ဆိုတာညစ်ပတ်ပုံတော့ဟိုလိုတောက်ထည့်ရတဲ့ဒါပြုတ်ဒုက္ခဖြစ်သွားမယ်ဒါဆိုမှပိပိဆောက်ယူမယ်ဆိုအမြဲတမ်းပုံမြင်နေတဲ့ဟာကတော့ဒါကတော့အထဖြစ်ဖြစ်ရမယ်ဒါပေမဲ့မထဖက်ပုံမြင်တဲ့သူလေးပြန်ကြောပြီးတော့ခောက်မယ်နော်ဒါဆိုခောက်ရိုးဆိုတာအခုလာမတင်ပြတာပြောတာဟာကဒီနားမှာခောက်ရိုးဆိုတာလေးဖြစ်သွားပြီဒါဆိုအဲ့ဒါကဘုမတို့ကဒီနားမှာညီနာပိဆောက်လေးတွေညီနာညှိကြည့်မယ်လုံးဝတန်းတန်းတန်းကန်လို့မရတော့ကျန်တော့မြေပူတိုက်စားလို့ဒါဆိုမြေပူလည်းညီတိုက်ထားမယ်ဒါလို့လေငင်းငင်းတတားလေးပိဆောက်တစ်ခုနဲ့ခုဆိုလိုင်းလေးညီနာအရင်ဆုံးညှိမယ်ညှိမယ်ညှိမယ်ဘုံလုံးအဲဖွားလေးပဲကန်မယ်လုံးဝ လိုလိုချင်တဲ့တဲ့လေးမလုပ်ရအောင်ပိတ်ဆိုင်ရဆွဲနေလို့ရှင်အဲ့ဒါတကယ်ညှက်တဲ့ခါမှာအရင်အဆင်မပြေရဖြစ်တာပေါ့နော်ဆိုင်မတော်တာတွေကြီးသွားတာတွေတေးသွားတာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဆိုရင်တော့ဒါအရင်ဆုံးပိတ်ကြောလေးကိုညှိလိုက်တယ်ဘယ်ပိတ်ကြောညှိလိုက်လဲ Okay ပိတ်ဆိုင်နဲ့မလိုချင်တဲ့ဆိုင်နဲ့တော်တာမတော်တာဆိုဖြိလိုက်တယ်အမအတွက်ကတိဖြစ်နေတာမနေ့နေ့လေးလူနေတယ်ဒီနားမှာနည်းနည်းလေးတေးသွားပြီပေါ့နော်ဒါဆိုမနေ့နေ့တောင်ဘယ်လိုရှင်းမလဲဆိုတော့သူ့ကိုနည်းနည်းလေး ဒီလိုနည်းနည်းရှေ့လိုက်တယ်ဖွဖွားလေးပဲယူလိုက်တယ်ဒီမှာနည်းနည်းကြီးသွားပြီအမေကြီးနေကြီးသွားပြီဒါဆိုတော့ပေးအိုင်လေးနဲ့ထိုးလည်းထိုးလိုက်မှာပေါ့ပေးအရှိရကပေးအိုင်နဲ့ထိုးလိုက်မယ်မဟုတ်လို့ရှိရင်ပေးမရှိဘူးဒါဆိုလည်းပစ္စည်းလေးတွေနဲ့တခုခုချိလိုက်မယ်ပေါ့နော်အခုကတော့မှယူဘူးလေးပဲရှိတယ်ယူဘူးရဲ့အပူကြီးလည်းယူလို့ရတာပေါ့နော်ဒါဆိုရင်မောက်တို့လေးပေးအိုင်လေးနဲ့ထိုးလိုက်ပြီဒါဆိုအဲ့အလေးဒီမောက်ကကျွန်တော်ထပ်လိုက်ရုံပဲဒီခောက်ရုပ်ကဒီဒီအဲ့တော့ဒါကအမောက်ရဲ့ဒီခောက်ကလည်းရှိနေမှာတထက်ထက်ကြောင်းပြန်နေတယ်လို့ဒါတော့မမြအောင်ဒီလိုပြောင်းပြန်ဖြစ်မဲ့ဆိုဒီချက်ဖြစ်သွားနေမယ်ဆိုအဆင်မပြေတော့ဘောင်းမြတော့အမောက်နဲ့ဘောင်းမြတော့မမဟုတ်တော့ဘူးဒီမှာဆိုခွဲရုပ်ဖြစ်တော့မှာလေဘာလို့လဲဆိုဒီဘောင်းမြကဘာလို့ freestyle ဖြစ်တယ်ဆိုဒီမှာချိုးရုပ်မရှိတော့တာနှစ်ချမ်းပဲရှိမယ်ဒီကွာမ ာပဲဒီပေါင်ချမ်းမှာလည်းထူယူပဲရှိမှာဒါဆိုတော့အဲ့လိုမျိုးမဖြစ်အောင်မမဖောက်အောင်ဒီခောက်ယိုးဆိုတာဟာလည်းဒီခောက်ယိုးနဲ့ကတစ်ဆက်ထက်ဖြစ်နေရမယ်ဒါဆိုရင်အရှိလိုချင်တဲ့လူကအရှိလေးနဲ့ထားမယ်ထပ်တိုးချင်တဲ့ဆိုလည်းရတယ်ပိုလိုတလောက်ပိုချူပိုင်းပဲပေါ့နော်ဒါဆိုရင်မောက်ဒီမှာလိုမိုင်းကြည့်သားလေးဒါဆိုရင်ဒါကိုမှကချက်လိုက်ပါမယ် ိဆာကကိုနဲ့အမြင်ဖြစ်တော့ကိုရဲ့ရှေ့မှာကိုကဆွဲလို့မရအောင်နော်ဒီမှာမောင်ငင်အောင်ခောက်ထားတာအကုန်ပြတ်သွားနေမယ်ကိုရဲ့ခန္ဓာကိုကပဲပိဆာရဲ့အလိုရောက်မှောင်ကရွှေ့ပြရမှာဖြစ်တယ်နော်ကိုကဒီမှာနေညှက်ရတာအဆင်မပြေဘူးဆိုတော့ပိဆာတစ်ခါနဲ့သွားဆွဲချလို့မရတော့ဘူးဒီအချိန်မှာတော့ကိုကပိဆာရဲ့အလိုကိုလိုက်ရမယ့်အချိန်ဖြစ်သွားပြီပေါ့နော်အမောင်တိုက်ကလို့ပဲသွားဆွဲမယ်ဆိုရင်ပိဆာကမတော်လာလို့နေရာလိုမျိုးဖြစ်သွားနိုင်တယ်ဆိုတော့အဆင်မပြေမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ခါမှာလည်းဒီလိုမျိုးဒီ pattern လေးကိုဖြစ်ထားမယ်ပေါ့နော်။ဒါဆိုရင်တော့မအောင်ဖြစ်တဲ့ခါမှာပို့ပြီးတော့ဖြစ်ထားတော့အဆင်ပြေတာပေါ့နော်။ ဒါတော့တခုတည်းပြီဒါဆိုတော့ဒါပတ်တံကိုခဏထားလိုက်တော့မယ်ဒါတော့တချမ်းစာဒါကတော့ရဲ့ပေါင်တချမ်းစာဖြစ်တာဒါဆိုဒီဟာနဲ့လိုလောက်လားဆိုမလိုလောက်ဘူးနောက်ထပ်မှတော့ဒါပေါင်တချမ်းစာပြန်ညှက်ရမယ်ညှက်မယ်ဆိုတော့မှပေးကြုံမောင်ကတချမ်းပြန်ကြည့်လိုက်မယ် ဒီဖက်မှာလောက်မယ်ဆိုမှဒီဖက်မှာပြင်ယူလိုက်မယ်ဘောနော်မဟုတ်လို့ရှိရင်လည်းဘောနော်ကတစ်ခုပဲပူမှာဆိုတော့တကယ်လို့ဒီမှာမှာပိတ်ကြောတစ်ခုပြင်ယူလိုက်ခမှာခုနပက်တန်ကိုသုံးဆရာမလို့တော့ဘူးဒီပိတ်စာတွေမှာဒါညက်ပိတာလေးကိုပဲပြန်သုံးတော့မယ်မပြောလဲဆိုတော့တချို့နေရာကြီးခြံထားတာလေးပိတ်စာမောင်းတွေပက်တန်ညက်တဲ့ခမှာအချုပ်စာတွေပါခြံထားတာရှိတော့ပိတ်အဲ့လိုမျိုးပိတ်စာကိုမသုံးမနဲ့အပက်တန်ကိုပဲပြန်သုံးတဲ့ခမှာခြံထားတဲ့ဟာကစိုက်မကြည့်ပါလေဒါရှိတတ်တယ်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အမောက်ဒါပိတ်စာတစ်ခါညက်ပြီးတော့ပိတ်စာရသွားပြီဆိုရင်အမောက်ဘာသုံးမလဲဆိုဒီပိတ်စာကိုပဲပြန်သုံးမယ်ပေါ့နော်ဒါဆိုမှဒီမှာတစ်ချက်ကြည့်လိုက်တော့ဘန်ပွန်လေးတွေကတကယ်လို့သူ့ပိတ်စာကရိုးရိုးပိတ်စာပဲဆိုတော့ခုနကတော့ဘာတစ်ခုယူလဲဒီမှာပြန်ထပ်ပြီးတော့ ညမှာတို့တို့ပြန်ယူလိုက်မယ်တို့ယူနေယူလို့ရတယ်ဒါပေမဲ့တို့ယူချင်ပြဖြစ်သားဆိုအမေကမတူတော့နော်တို့တို့အမေတွေဆိုမှတစ်ချက်တီးထားမယ်နော်ဒီတစ်ဖက်ကချင်းရင်ကဒီအမေရှိမယ်တစ်ဖက်မှာမရှိဘူးဖြစ်သွားမယ်ဒါဆိုမဘလို့ယူမလဲဆိုတော့ဒီလိုယူတာမဟုတ်ပဲနဲ့ဒီဖက်ချက်ကလည်းယူမှာပဲသူကအပွင့်နေရထူသွားမှာနော်ဒါလေးကချင်းရင်ဘက်မှာရှိမှာပဲနော်ဒါဆိုမဒါကိုလိုတော့ပြေးဆောင်ပြန်ခောက်မယ်ကိစ္စလေးကိုရင်းရင်းတသားလေးပြန်ခောက်ပါမယ်။ပြန်ခောက်ထားမယ်။ပြီးတော့ မတို့ channel site တက်နေလို့မယ်ဒီအမေလေးတွေကဒီဖက်ချက်မှာသူလည်းဖြစ်ရမယ်ဒိစာရင်ညီလာတစ်ချက်စစ်မယ်မငြေလို့ရှင်မောက်တာပြန်ခောက်ပါမယ်အရင်ကပို့လို့မရအောင်နော်ပို့လို့ရှင်ပိတ်ဆက်ကမတို့ဒီမြန်မာပြားပိတ်ဆက်ဆိုတာဖြစ်သေးတာများတယ်ပေါ့နော်တကိုင်းတပိရာတွေ36ခုတင်နေဖြစ်တယ်ပေါ့နော်ဆိုတော့စက်ကြီးဒီမိုင်းတွေမောက်ထုတ်ရတဲ့ခါအရင်ကောင်းဆိုင်ရတာ16ခုဒီမိုင်းပေါ့နော်အဲ့လိုဆိုရင်ဒီမောက်တတိထားမှကအဲ့ဒီပိတ်ဆက်ကိုဘုံလုံးကပေါ့ပေါ့လို့တော့တုံးလို့မရဘူးနည်းနည်းလေးချစ်ချိန်ပြီးတော့မြန်မာလိုလဲပို့လဲဆိုတာတို့ချက်ချင်းချင်းပြီးတော့နော်ဟောင်းညမယ် ဒါလေးညီလာမညီလာတော့လာတော့ချက်စစ်ထားလို့ဗလားရေရွာလေးပဲသူညီအောင်အရင်ဆုံးညီမယ်ဒီမှာညီလာတစ်ချက်ညီထားမယ်လက်ကလေးလက်ကလေးကိုမယ်နော်ဂျောင်းကုတ်ကလေးပဲမနော်အញ្ញိုင်းချမ်းချမ်းရေးသွားလို့ကုန်ရအောင်နော်အိုကေဒါဆိုရင်ညီသားရေမိကြီးညီသားဒီပထမပြအပ်လေးလက်ထွေးထိုးလိုက်မယ်ထိုးလိုက်ပြီ။အဲဆိုတော့ဒါပြန်ထည့်ပါမယ်။ la copicula y una bala. ဒါနဲ့လည်းခောက်နေတာရှင်နော်ဒါကိုထွက်ရမယ်။ Okay ဒါဆိုရင်ဒါမှပဲဘောင်းဝင်ပတ်တာလေးပြသွားပြီနော်လွယ်လိုက်တာလွယ်လိုက်တာကျုံ။ဒါဆိုဘောင်းဒီကိုလေးညှက်လိုက်ပြီပြီးရင်ချုပ်နေလေးကိုတော့မကဘလို့ပြမလဲဆိုရင်ဒါအကျန်းဖြစ်ပြောလိုက်မယ်ပေါ့နော်အခုအမှတ်မြင့်နေတော့မနော်။အာမအားဒီဘောင်းမီကိုခက်တော့မယ်ဆိုရင်ဘောင်းဒီဘောင်းမီပတ်တာမှာ ိုရတာပြကြပြပြမယ်နော်တကယ်ဆိုရင်အခုဒါမရဲ့ပက်တမတော့ဘာမှမရှိဘူးနော်ညီမတို့စမတမထလမဆိုတော့ညှောကျိုးထဲရဆိုမှမှတ်ထားတယ်အဲ့ဒါကဘောင်းမီကျိုးထဲပို့ချင်တယ်တို့လေးမျိုးလေးနော်ဒါဆိုရင်အခုကကျတော့ဒါဘောင်းပက်တထလပြီးချုပ်တဲ့ခါမှာသိစိတ်ပြန်ပြမယ်နော်ဒါဆိုအခုဒါဘောင်းမီပြီးသွားပြီဆိုရင်ပိတ်စာတစ်ခုပိတ်စာညက်ပြီးဆိုတို့လေးဒီတိုင်းပြစ်လက်ခတ်သားထားလို့ညာပါတို့တကယ်လို့နည်းနည်းလေးဒီလိုခြေမြဟာဆိုလည်းအကုန်လုံးအမွှေးကြီးကျွတ်သွားနေမြန်လို့ဆိုမှတို့လိတ်ပြီးတော့အဲတနည်းအားမှာမထားနိုင်မယ်ပြီးပြီဆိုရင်မောင်ကိုထဲကိုသွားမယ်ကိုထဲသွားမယ်ဆိုရင်အခုနကတို့ပဲမောင်ပိတ်စာကိုပြန်ခောက်မယ် မအင်ဂျီကိုလည်းဒီအမိတ်ကိုအောက်ပိုင်းမှာယူချင်တယ်ရှေ့ရောနောက်ကိုတော့မောင်းနေတာအောက်မှာမိမအမိတ်ရှိမယ်ဒီကိုထဲမှာလည်းပဲဒီဟာရယ်ပြီးတော့ဒီဟာလည်းဒါအမတို့ဒီရှေ့ရောနောက်ကိုအမိတ်လေးကိုထားချင်တယ်ပေါ့နော်ဒါဆိုတော့မောင်းဒီအမိတ်ကိုယူချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာမောင်းခဏလို့ပဲပေကျော်လို့ပြန်ခောက်မယ်ခောက်ရိုးဆိုတဲ့ဟာလေးနဲ့မောင်းပြန်ယူမယ်ဒီလိုလေးယူလိုက်မယ်ကျွန်တော်တို့ချုပ်ဝင်းနေတကယ်လို့ညီမတို့ညီနားမလဲတာရှိတယ်မင်းလို့ရမယ်နော် အမကျတော့ထားဒေတာမှုပါကမှာအများကြီးရှိတယ်ကောနော်။ဒါနဲ့နားမလည်အောင်ရှိလက်ပြနေလို့ရတယ်။ကျတော့လည်းဗီဒီယိုတစ်ခါတစ်ခါပြကြည့်ပါနော်။ ဲ့တော့ခုဒါမှခောက်လိုက်ပြီဒါအတီလာဆိုတော့မဟုတ်ပြန်မှဒါပြန်တိုင်းကြည့်မယ်နောက်ချမ်းကွယ်ရေဆုံးဖြတ်တယ်နော်ဘောင်းငင်ကြီးစင်ရလိုက်ဆိုတော့ဘောင်းငင်ဖြတ်တယ်ပြီးရင်နောက်ချမ်းကွယ်ဖြတ်တယ်ပြီးတော့ရှီချမ်းသွားတယ်ပေါ့နော်အဲ့တော့ခုမှဒီလိုလုပ်လိုက်တော့ဒီမှာရန်ပုံနေပြီဒါဆိုတော့တကယ်လို့အမကပိုပလေးစီဆိုမှဖြတ်လိုက်မယ်ဆိုဒီအပိုင်းစားတွေကအလကားဖြစ်သွားပြီမောင်နောက်ထပ်လည်းသုံးစရာလည်းမလိုတော့ဘူးအပိုင်းဒါညှက်ထုတ်လိုက်တော့လည်းနောက်ထပ်မှလည်းပြန်သုံးလို့လည်းမရဘူးအခုကလည်းဒါအလကားဖြုံးတို့ဖြစ်သွားတယ်ဆိုရင်အမတို့ကတကယ်လို့ဒါပိတ်စကြီးနေလို့ပေါ့နော်မြန်မာပြည်ကပိတ်စအသေးလေးကိုမောင်ထုတ်မယ်ဆိုတကယ်လို့အင်ဂျီမှာမလောက်တော့မနဲ့လက်တင်မရှိတော့ဘူးလို့လုပ်မယ်ဆိုဒါဆက်ထုတ်သမားတို့ကဒါအញ្ញံကောင်းစားရရပြီမောင်ဒါဆိုမောင်ကဘာလုပ်မလဲဆိုအများကြီးပုံနေရဆိုတော့ပိတ်စကမောင်နေနဲ့ထပ်ရွှေ့မ ိမယ်ဒီလိုမျိုးနဲ့ထက်ရွှေ့လိုက်မယ်ညောင်ပြန်ညှိမယ်ပိတ်ကြောလေးကိုပြန်ညှိမယ်ညင်ညင်လေးဖြစ်သွားအောင်ပြန်ညှိမယ်ပြီးတော့နောက်ထပ်လေးကိုပြန်ပုတ်လိုက်တယ်အဲဒါတော့ဆိုရင်အနီတော်ဖြစ်သွားပြီဒါဆိုရင်ဒီနေရာမှာဘာလို့ဒီမှာပြန်ချက်မယ်ဒုက္ခ post တို့တော်ဘယ်ဘယ်ကောင်ဖြစ်လာလို့ဒီဟာ ။မောက်ထုံးလေးဒါပိတ်ဒါဘလုံးထပ်လိုက်ပြီ။ပင်အလေးတွေထိုးလဲထိုးထားမယ်။တကယ်လို့ပင်အမရှိဘူးဆိုလည်းပစ္စည်းလေးတွေမောက်တော့ဖိလိုက်မယ်ပေါ့နော်။မောက်ထုံးလေးပင်အလေးတွေကိုလည်းတစ်ချက်ထိုးလိုက်တယ်။ဒါဆိုမောက်ဒါရပါတော့မောက်ဒါပိတ်ဆိုင်းညံမယ်။သူ့လည်းမြက်တဲ့ကမှာဂျီဟောင်းသွားဖြစ်ဆက်မှာမောက်ဒီဟာပဲ။မောက်ဖြူးဆိုင်းရမှာဒီနေရာပဲဖြစ်မယ်နော်။ပက်တန်ဖိထားနေရ။ဒီလိုဂိုင်းမသွားညံမယ်ဆိုဒါလန်တာတွေမှာပန်ကန်နဲ့လန်သွားတွေပါရှိလဲဒါမောက်ရဲ့ပိတ်ကြောတွေကဖြုံဖြတ်ဖြစ်သွားလိမ့်မယ်။ဒါဆိုမောက်ဘာလို့မလဲဆိုဒီလိုလေးဖိလိုက်မယ်။ဒီဟာနဲ့ကတော့အသက်ဖြစ်နေရမယ်နော်။တစ်ဖက်မှာထွက်တယ်တစ်ဖက်မှာလိုရယ်မဖြစ်အောင်နော်။ဒီမှာလည်းလုံးဝအငြင်းဖြစ်နေရမယ်။ခုနကမောက်ရဲ့ပိတ်ဆိုင်းရဲ့ခေါင်းယိုးရယ်ဒီဆက်ကူရဲ့ခေါင်းယိုးနဲ့လုံးဝကွက်တိဖြစ်နေရမယ်။ခေါင်းယိုးဆိုတာကဒီလိုလေး ကျွန်တော်ခောက်ထားတဲ့နေရာဒီဟာကအမောင်ရဲ့ဒီခောက်တဲ့နေရာနဲ့ခောက်လို့ဖြစ်မယ်နော်ဒါဆိုရင်မောင်ဒါလုံးဖြတ်တော့မယ်ဆိုရင်ဘလုံးဖြတ်မလဲဆိုတော့ကျွန်တော်လေးဖြည့်ထားမယ်ဖြည့်ဖြည့်ငင်ငင်တတားလေးခုမှစကိုင်းမဲ့လို့ဆိုရင်ဖြည့်ဖြည့်ချင်းမဲ့ညက်မယ်အရင်စိတ်လို့ဆရာမလို့နော်တကယ်လို့တော့စိတ်လို့ပြောပိတ်စမှားရတယ်ဆိုတော့လည်းဒါမျိုးပြောဆရာကောင်းတယ်ရောပေါ့နော်ဒါဆိုမောင်ဒီဟာနဲ့စကိုင်းညက်လာမယ်ဒါလေးလည်းဖြည့်ထားမယ် တကယ်တော့ညာအဲ့မှာကိုကအဥမာဒီအမကကျတော့ဒါဒိုင်းနဲ့အဆင်ပြေမယ်ဆိုတာလေကျွန်တော်ကဒီဘောဒီထက်နေလုံးလိုက်တယ်ပေါ့နော်တကယ်တော့ညာအဲ့ဒီထက်နေတဲ့ရှီတိုင်းတိုက်တယ်ဆိုလဲမောင်ဒါထက်ရှင်လို့ရတယ်နော်ပရနလေးပွားတယ်လို့ထင်ဆိုတာနည်းနည်းလေးပွားခံလို့ရတယ်ဒါအတူရှာတော့ဒါအတိကျမဟုတ်ပေါ့နော်အမကဒီမှာဘောင်းပြီဆိုလဲဘာလို့အရှင်မထက်တာလဲတချို့ site တွေကအရှင်ပါလာလဲဘာလို့ဒီအရှင်မထက်တာလဲဆိုရင်အဲဒီမောင်အတွက်အမောက်ဒီတချို့ဆိုရင်ဟိုတက်တဲ့နိုင်ငံ OC တို့ USA တို့ပို့လာဟာဆိုလဲအရန်ဝေးကများလို့ရှင်လဲအဆင်မပြေဘူးပရောတင်းရတယ်အရန်ခက်လို့ကိုမကတချို့ဟာဆိုအတူနဲ့လုပ်ပြလိုက်တယ်ပေါ့နော်ဒါပေမဲ့ညီမတို့ရှင်းတဲ့ခါမှာကွာကိုပြန်ချင်းချင်းလို့ရအောင်ပေါ့နော်အဲတကယ်လို့ H ကိုဒီထက်ရှိတာလို့ကျွန်တော်ဒါထက်ရှိခံလို့ရမှာနော်။ဟောဒါနောက်ထပ်နေပြီးသွားပြီ။ဆိုတော့ပျားလေးကိုလည်းတစ်ချက်ယူလိုက်မယ်။ဒီဘက်တက်ကလည်းမှဖယ်လိုက်ပြီ။ဘာလို့ဖယ်ခိုင်းလဲဆိုတော့ကြာနေရှင်းချမ်းပေါင်းထားမယ်ဆိုရင်တကူလိုကရှင်းချမ်းဖြစ်နေတဲ့ဒါလည်းအဆင်မပြေဘူးနော်။ဒါရန်ဖားတက်တာဟုတ်ပေါ့နော်။ဒါဆိုတော့ဒါရှင်းနောက်ချမ်းဖြစ်သွားပြီ။ဒါဆိုနောက်ချမ်းကိုတစ်ချက်ခောက်လိုက်တယ်။ခောက်ပြီးတော့လည်းခဏထားလိုက်တယ်။ဒါဆိုရင်ခုနကလိုပဲဒီဘက်ချမ်းကိုမှဖယ်ယူလိုက်မယ်။ဒီဘက်ကမကရှစ်ချမ်းပြန်ထွက်တော့မယ်နောက်ချက်ပြီးသွားပြီဆိုတော့ရှစ်ချမ်းကိုယူရမယ်ရှစ်ချမ်းယူမယ်ဆိုရင်မောက်ခုလာလိုပဲခဏပေါင်းကြီးစခောက်တလို့ပဲပေါ့မောက်ဓာတ်လေးကိုလည်းပိတ်ကြောလေးကိုအရင်ဆုံးပြင်ယူမယ်ပိတ်ကြောလေးကိုယူမယ်ဆိုရင် ကိုလိုချင်တဲ့ site ချိပေါ့နော်ဒါယူလိုက်မယ်ဒါပေမဲ့လည်းအဲ့ဒါရှင်းချင်ယူမယ်ဆိုအဲ့လိုသားတကယ်လို့ဒါအမေတင်ပြီးဆက်ဆက်လို့လေးယူလို့ရတယ်မယ်သူကကအမေကတရားရှိနေတော့ဒီဟာကြီးကပခုံးသားမှာရှိပြီးတော့ဒါအဝဲပါဆိုတော့ခုနကတော့ချိန်ခင်တာလည်းမတူတော့ဘူးပေါ့နော်ဆိုရင်မမလို့ယူမှလည်းဆိုတော့ဒီမှာဒီထိုင်နေယူမယ်နော်ဒီလိုနေထိုင်နေယူမယ်ဆိုရင် မောက်တာပိတ်ဆိုင်ကွယ်ရင်ဆုံးပြန်ညှိကြည့်လိုက်မယ်ပြီးအဲ့ဒီထိုးဆန်ရှိတာထိုးမယ်ညီသွားပြီဆိုရင်ဒါမှရှင်းချောင်းထည့်တော့မယ်ဆက်မှရှင်းချမ်းမှာပိုင်းနေတော့ကမ္ဘာမှာတစ်ချက်ပြောချင်တယ်ရှင်းချမ်းထည့်တော့မယ်ဆိုရင်မောက်တာရှင်းချမ်းမှာဆိုရင်ဒါလည်းပင်လည်းဝိုင်းဖြစ်တယ်ပေါ့နော်ဒီပုံစံသွားမလားလည်းလေးတော့ကောင်းတယ်ဒါမောက်တော့ပဲညီမောက်တော့သွားလို့ရတယ်ဒါပေမဲ့မောက်ဒီကွာလန်ကဝတ်တဲ့ခါမှာဒါအပွား free ဖြစ်တဲ့အတွက်ကြောင့်မြန်မာအင်ဂျင်ပဲဖြစ်ဖြစ်ဒီလိုမျိုးကောင်းမှုတဲ့ခါမှာဒီမှာလည်းဘင်းထွက်တာအရင်ဖြစ်တယ်အဲ့ဆိုတော့အဲ့လိုမျိုးမထွက်ပါဘူးနည်းနည်းလေးတောက်ဖြောက်ချင်တယ်ဘယ်တော့ဖြောက်မှလဲဆိုရင်0.2 20ဒီအရေကမောက်ကစားချင်တယ်ဒါဆိုသူ့ရောမောက်ကအပြင်ထွက်မယ်မြားလေးကအပြင်ထွက်မယ်ပြီးတော့ဒီမှာတော့၄၀အထက်ဝင်တယ် 0.4မှာဝင်ချင်တယ်။ဒါဆိုအဲ့ဒါပါတဘောလဲဆိုတော့ဒီမှာနှစ်စိတ်ထွက်တာကဒီမှာထွက်လိုက်တယ်ဆိုတော့ကမ္ဘာဒီမှာနည်းနည်းလေးပိုကျရလို့လိုက်တဘောတောက်ဖြောင်းတဲ့တဘောဒီလိုခါကုန်းနဲ့ကမ္ဘာလည်းဘေးဟတော့ဒီမှာဒီ body နဲ့ပေါ်နေရမှာဖြစ်ချင်တော့မာတာတောက်ကိုနည်းနည်းလေးနှစ်စိတ်ကိုမောကစားထုတ်လိုက်တယ်။ပြီးတော့ဒီမှာ၄စိတ်အပူထားတယ်ဆိုတော့ကဘာဘွက်ဆိုတော့ဒီမှာရှင်သားရှိတယ်ဒီမှာ bike တွေရှိတယ်။အဲ့ဆိုတော့တချို့ဆို bike ခောက်ထွက်လဲ travel bike ခောက်မရှိဘူးလဲဆိုတော့အမဒီဟာနဲ့အသေးပဲသွားမယ်ဆိုရင်ဒီမှာ bike မှာကြက်နေရပါဖြစ်တယ်လား bike ခောက်ရှိဟာဆိုတော့ GoPro bike မှာကြက်တာဖြစ်တတ်တယ်ဘာလို့မဖြစ်အောင် bike မှာချောင်ချောင်ချီချီဖြစ်ချင်တဲ့အတွက်ကြောင့်မာတာကို၄စိတ်ထွက်ပေးတယ်။အဲ့ဆိုမှာကဘယ်လိုသွားမလဲဆိုတော့ တို့အနေထားနဲ့သွားမှာဆိုတကယ်ဆိုခုနကတော့ချောင်းထင်းတဲ့ခါမှကတို့အတဲလေးနဲ့ယူတယ်ဒါပေမဲ့ခုနက20ထွက်တယ်၄စိတ်ဝင်မယ်ဆိုရင်20ထွက်တယ်ဒါလည်းတစ်ချက်ပြပေးပါ20ထွက်တော့ခုနကဒီမှာနော်အမရဲ့20ကဒီသားမှာခုနကမှဒီမှာ20ထွက်မယ်လို့ပြောထားတယ်နော်ဒါဆိုရင်ဒီလိုတဲ့နေတဲ့ဟာကွန်မန့်က20အထဲကိုတို့လေးအပြုံထုတ်လာလိုက်တာဟမ်ပြီးတော့၄စိတ်အထဲဝင်တယ်တို့လေးဝင်လိုက်တယ်ဒီကတော့ပါအရန်ပူတယ်ဆိုမှတလက်မှချင်းဝင်လို့ရဒါဘိုက်စာလို့ခေါ်တာဒါဆိုအဲ့ဒါဆိုရင်အရှိချက်ကလည်းလည်းချေလိုက်တော့ဘိုက်ခောက်တော့ကသွားလွတ်လွတ်ဖြစ်သွားတော့ပေါ့ဒါဆိုမှက20ထွက်တယ်၄စိတ်ဝင်တယ်ဟမ်ပြီးပြီဆိုရင်မှဘာလို့မလဲပြီးအနည်းနဲ့မှပြန်ထိုးလိုက်တယ်ခုနလိုပဲပေါ့ပြန်အနည်းနဲ့ပြန်ထိုးလိုက်တယ် လိုလေးပြန်လေးထိုးလိုက်တယ်တကယ်လို့မကထက်ရှည်ချင်တဲ့ဆိုရင်အမှန်နဲ့ထက်ရှည်လို့ရတာပဲ ဒါနောက်ထပ်ကတော့ဘာမှလုပ်ဆရာမလို့အတဲပဲဘာလို့ဖြတ်တယ်ရှေ့ထပ်မှဒါလေးရအရင်တည်ထားမယ်နော်ဘာမှဟိုပက်တာမှာကျွန်တော်မလုပ်ဘူးဘာမှဆိုတော့မျက်စိရွှဲရှုပ်သွားမှာဆိုမှဗီဒီယိုလေးမှာပဲတခါနဲ့ထပ်ပြောချင်တာမို့လို့ဖက်စိတ်ထွက်တယ်လေးဆိုဒါလုံးဝကြံခက်အမကြံခက်ပါနဲ့တကယ်လို့ဒါနောက်ကြံခက်ဆိုတာအင်ဂျီပဲဖြစ်မလားဆိုတော့မဟုတ်ဘူးအင်ဂျီတစ်ထည်ဖြစ်တယ်ဒါပေမဲ့တို့ခါကုန်းလေးကမှဒီမှာလေဘင်းဟာတယ်လေဘင်းထောင်းတိုင်းဖြစ်နိုင်တယ်မိုက်မှာချက်တိုင်းဖြစ်နိုင်အဲ့ဆိုတော့မှအင်ဂျီတိုင်းမှာဖက်စိတ်ထွက်တယ်လေးဆေးဝင်နေတာရိုးရိုးအင်ဂျီပဲဖြစ်ဖြစ်မြန်မာအင်ဂျီပဲဖြစ်တာအဲတာကိုပါရမယ်ဟာပေါ့နော်ဘာဆိုဘိုက်ခောက်ကနေနေရှိတယ်နောက်ထပ်မှာဘာမှမရှိဘူးရှေ့မှာဘိုက်ခောက်ရှေ့ရတဲ့တောင်းဒါဘိုက်စာထွက်တယ်လေဘင်းမှာတော့ကားမဟာချင်ဘူးကက်ကက်လေးဖြစ်နေတဲ့အတွက်ကြောင့်ဂျူလေးပဲတိုက်တော့ဖြောက်မှာပေါ့နော်ဒါဆိုအဲ့ กูบองกไบลุมเทมเลสุยดีปงสันดีตายแบบน่าดีตายบางแสงเช่นไรถูกปะฮัสปันตาส่วนเนี้ไดีไปใส่ยาพาร์ดเลยเนาะให้ได้คำมันได้จริงทำไหม Thank you. တာရှင်းချက်လေးလက်ပြပါပါရှင်။ဒါဆိုရင်မောင်လက်ပဲလိုပါတော့လေ။လက်ပဲညက်ပါတော့မယ်။ညက်ညက်မယ်ဆိုရင်ဒါလည်းရှင်းချက်လေးဖြစ်သွားပြီ။ဒါလည်းရှင်းချက်လေးဒါဆိုခုနကမောင်ရဲ့ဒါနောက်ချက်ရှင်းချက်နဲ့တို့လည်းမောင်တို့လိမ့်ထားမယ်။မပြုတ်ဆုံးတာမောင်ခုချင်းချင်းချုပ်မှလည်းမဟုတ်နေတော့ဒါဆိုရင်တော့အဲ့လိုလိမ့်မလိမ့်ထားလို့ရှင်ဘူထားဒီထားနဲ့မို့ရေဘလုံးချစ်သွားမှာဆိုလို့ပေါ့နော်။ဒါဆိုမှဒီဟာလေးဈာမှာအနက်မှာတော့မကအမိတ်မလို့ရှင်တော့ဒီအကြောင်းလေးကိုသုံးချင်တယ် အဲပြောင်းလေးကိုသုံးချင်တဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီပိုးရတာပေါ့နော်အဲဒါတွေကဘာမှလည်းသုံးလို့မရဘူးမျိုးစာဖြစ်သွားပြီလေဒါဆိုတော့တော့လက်ပါတော့အမေလေးမထားတော့ဘူးအဲဒီဟာလေးကိုပဲပြောင်းပြောင်းစွာနဲ့ဒီအမေပန်းပွင့်ရိုးရိုးပဲနော်ဟုတ်တာလက်မှာထားပါဆိုတော့ဒီဟာလေးကိုယူလိုက်တယ်လို့ယူလိုက်တယ်ဒါဆိုခုနကမှပြလက်ကလေးနဲ့ထလိုက်တယ်တကယ်လို့ညာညီမတို့ကဒါလေးကိုလက်ရှိလို့ချင်တယ်ဆိုရင်ဒါလေးကိုလက်ရှိလို့ချင်တယ်ဆိုရင်ဒါခောက်ယူပေါ့နော်ဘာလို့ဒါထက်ရှင်လို့ရကိုကဘယ်လောက်ရှိချင်တယ်ဆိုတာလည်းထက်ရှင်လို့ရတယ်လောဝိုင်းအတိုင်းဘယ်လောက်လဲဆိုတာလေးပေါ့နော်ဒါဆိုမှဒါလက်ရှိလက်ရှိမဟုတ်တဲ့ဒီလက်ပဲလို့ချင်တယ်ဆိုရင်ဟိုဒီလိုလေး ထားလိုက်ကြ။အဲ့တော့မဟာကတိမှာအခုစတာရှင်းလာမှတော့ဖြစ်မှာနော်ပိတ်စားနှစ်တော့ချန်ကောင်းနေတယ်။မဟာကတိလည်းရှင်းထားလိုက်မယ်။ရတယ်လေဘယ်လိုရှင်းထားမှာလဲ။အစမောက်ကဒီနေရာမှာထားလိုက်မယ်။ဘာသာဘလို့နည်းနည်းရှောင်ထက်ပြလိုက်မယ်နော်တကယ်လို့ဒီမှာတော့ဘောင်းမီနဲ့အင်ဂျင်ထက်ရှိခိုင်းနေဆိုဘလို့ညှက်မလဲဆိုတာပေါ့နော်ဒါပေမဲ့ပေတာတော့ရှိဖို့လိုတယ်ပေါ့နော်အနေတော့ဒီလိုလေးရှိတော့ပူပေါင်းလာပါနော်ပေတာလေးလည်းမောက်တာညှက်လိုက်ပါပေါ့နော်အဲဆိုရင်အရင်ဆုံးအကယ်လေးနဲ့ဒီလိုဆွဲလိုက်တယ် ီးတော့အဆောင်ပန်းလေးထွက်လိုက်တိုင်းဒီအဆောင်ပန်းလေးပေါ့နော်အဲ့ဒါမှညှိလိုက်တော့မယ်ဒါဆိုဒါညှထုတ်လည်းမျိုးဆန်ကောင်းတယ်ဘာမှလည်းသုံးရတယ်မဟုတ်ဆိုတော့လက်ကိုယ်နဲ့ရှိထားလိုက်မှာပေါ့နော်တောင်ပန်းလေးပါသွားမှာဆိုမှသူ့ဖိနာတင်ထားတယ်ပေါ့နော်โอเคတောင်ပန်းဒီနားမှာလာတော့နေအဲ့ဆိုရင်မအောင်ရဲ့ဒီဟာလက်တစ်ဖက်ကတော့ရသွားပါပြီ ပြီးတော့မောင်တာလက်ကိုညှက်တော့မယ်ဆိုရင်အဲဒီမှာအမြဲတမ်းကချီလေးနဲ့တောက်ထားတယ်ဘာလို့လဲဆိုတော့အနေနဲ့ဆက်တာအမလက်ကိုသွဲတဲ့ခါမှာဓာတ်တွေကလိုလိုနေတာတခါတည်းမှာတောက်ထားတယ်အနေကပဲမှာလဲဆိုတော့မသိဘူးနော်ပြီးပြီဆိုမောင်တာလက်ကိုညှက်ပြီးဆိုနောက်ထောက်ဓာတ်လက်ကိုလည်းမသုံးတော့ဘူးဘာပဲပြန်သုံးမှလဲဆိုပိတ်စားပဲပြန်သုံးမယ်ဘာလို့လဲဆိုတော့အခုကမှကားဓာတ်ထက်ဖို့ရှည်ခိုင်းပြီမလားဒါဆိုရင်တကယ်တော့ဒီဟာပဲသုံးမယ်ဆိုရင်တစ်ခုနဲ့တစ်ခုရှည်တာဒူလားဆိုတာလည်းရှိသွားတယ်ဆိုတော့အဲ့လိုမတူမညီတာဖြစ်မှာဆိုတော့မကားဒီဘက်တကမသုံးတော့ဒီဟာပဲပြန်သုံးတော့မယ်ဒါဆိုမှလို့ကျွန်တော်ကိုတော့ပြန်ခောက်မယ် ကိုဒီမှာโอเคဒါဆိုရင်ခဏမောင်ပက်တာစာရုပ်ကိုမသုံးတော့ပါဘူးရှင်ဒီပိတ်စာလေးပဲအမောင်တို့လေးခက်လိုက်တယ်ပိတ်စာတစ်ခုနဲ့တစ်ခုမတူပြန်နဲ့လက်ကတစ်ဖက်တူတစ်ဖက်ရှည်ဖြစ်လဲအဲ့လိုလည်းဖြစ်မခံနိုင်ပါဘူးခွဲအဲ့လိုမျိုးဆိုတော့မောင်ကဒါလေးပဲကန်ထက်လိုက်တယ်ဒါဆိုဒါလေးကိုပဲ copy လုပ် drawing ထည့်လိုက်ပါပြီ ဒါမျိုးကြည့်ရပြီးလို့ရှင်ကလေးဟာတော့ကလေးဟာပြန်ပြပါမယ်။ဒါဆိုရင်တူလည်းတခုလည်းမှာကအဲကိုတင်တောက်ဖင်းပြီ။ဒါဆိုမှကိုထဲဒါအရှိချမ်းနောက်ချမ်းလက်ကလေးရပါပြီ။ဒါဆိုမှတူလည်းတော့ပဲလိထားတယ်။ဒါဆိုရင်ဒါမှအရှိချမ်းနောက်ချမ်းတော့ပြီးပါလား။ဒါပေမဲ့လေဘေးကွက်စာဆိုတာလေဘေးကဒီတိုင်းထားလို့မရဘူး။ဒါလေဘေးမရှိတယ်နဲ့ဒီတိုင်းမှာကွက်စာဆိုပုံမှန်ဒါမှ HD ဝင်ထားတာကွက်စာလေးရှိတယ်။ဒါဆိုတော့အခုဒါမှ HD free site ကလည်းဒါကွက်စာရှိမယ်။ဘိုးရီကွာလန်ပါလေး HD ဖြစ်မှာ။ဒါဆိုဒီတိုင်းတူထားခဲ့လို့မရဘူးဆိုတော့ဘာလို့လဲဆိုတော့ကွက်စာလေးကိုအရင်ဆုံးရှာမယ်။ကွက်စာကဘာအရင်ဆုံးဘလို့ဖြစ်မှာလဲဆိုတော့ကွက်စာကိုမှတော့ဖြတ်တဲ့အခါမှာဘလို့လေးနဲ့အရင်ဆုံးယူမလဲဆိုတော့ကျွန်တော်ပြန်ဆောင်နေတော့ ဆက်ပြည့်ရပါတော့เนาะဆက်ဆက်ပါတော့เนาะโอเคဒါဆိုမှာပိတ်ဆက်ဘလို့ပိတ်ဆက်ဘလို့ဒီမှာလဲဆိုတော့ကျွန်တော်တို့ပိတ်ဆက်ရှိနေတာကျွန်တော်တို့ရှိနေတာဟာတကယ်လို့ညာဘာလို့ဒီပိတ်ဆက်ဆိုရင်ဘလို့ပြောအနေထားရှိနေတာလဲဆိုရင်ဒီလိုစောင်းနေတဲ့ဟာမျိုးမဟုတ်ဘူးဒီလိုစောင်းနေတာမဟုတ်ဘူးအတက်ဆိုရင်ဒီလိုအတက်အနေထားလည်းဖြစ်မယ်ဒီလိုအနေထားလည်းဖြစ်မယ်အဆောင်ဆိုရင်ဒီလိုအနေထားလည်းဖြစ်မယ်เนาะဒီလိုအနေထားလည်းဖြစ်မယ်အဲ့ဒါကိုမလုပ်ကောင်ဘောင်းလေးခတ်မယ်ဘောင်းခတ်မယ်ဆိုတဲ့အချိန်မှာ ခုဒါမှမဟုတ်ခုနပိတ်ကြောလိုမျိုးပဲနော်ပိတ်ကြောယူမယ်ဆိုရင်မဟုတ်ဒါအသက်သားပဲယူမယ်တကယ်လို့အဲ့လိုပိတ်ဆက်အဲ့လိုဆောင်းနေရပြီယူရအောင်ပေါ့နော်ယူမယ်ဆိုရင်ကြီးတာတေးတာလည်းမဆိုင်ဘူးဥပမာကျွန်တော်ဆောင်းပိတ်တာအနေထားသွားယူတာမဟုတ်ဘူးနေမှာကျွန်တော်ယူယူမယ်မဟုတ်ကျွန်တော်အနေထားနဲ့ယူမယ်ပေါ့နော်ဒါဆိုမှောက်ဒါပိတ်ဆက်ကိုယူရမယ်ဆိုရင်အရင်ဆုံးပိတ်ဆက်တရားမကင်ခင်မှာစက်ပူလေးနဲ့အရင်ဆုံးပြောပြမယ်ပေါ့နော်စက်ပူလေးပြောပြမယ်ဆိုရင်အမောင်ဘယ်လောက်လဲဆိုတော့ဥပမာလေးလက်မှဒီမှာဟိုအန်ဆန်တို့ပုံစံမဟုတ်နော်ဒီမှာလေးလက်မှယူမယ်ဆိုရင်ဒီဖက်မှာလည်းအမောင်လေးလက်မှယူမယ်ဒီမှာလည်းပဲလေးလက်မှယူမယ် ဒါနဲ့နေနမယူမယ်ဒါနဲ့နေနမယူမယ်ဒါနေနမဆိုရင်သူမဲ့ပဲနေနမဖြစ်မယ်နေနမဖြစ်မယ်နေနမဖြစ်မယ်ဒါဆိုဂျီတောက်နဲ့ဒါနဲ့ကအဆွဲသားဖြစ်သွားပြီဂျာတောက်မှာကြာကတာအဆွဲသားဖြစ်သွားပြီโอเคဒီဟာမဟုတ်ဘူးဒီဘက်ဖက်ယူမယ်ဆိုတော့ဂျီတောက်နဲ့ဂျီတောက်ကအဆွဲသားဖြစ်သွားတယ်ဂျူနီအဆွဲသားဖြစ်သွားမယ်ဒါဆိုနောက်ဒီမှာအဆက်ကနေနမပဲနေထားမှာလို့ဆိုတော့ပိစားရှိရင်ရှိတဲ့လောက်ကမောင်းကတော့တုံးလို့ရတယ်ကဲလို့ပိစားဒီမှာမောင်းတလက်မှာပဲယူမယ်ခွဲရရတယ်တလက်မှာပဲယူမယ်ဒါဆိုသူလည်းပဲဘယ်လောက်မှရှိရမှာလဲဆိုရင်သူလည်းပဲတလက်မှာပဲရှိရမယ်တလက်မှာပဲရှိရမယ် အဆွဲမောင်းဒီမှာတူနဲ့တူနဲ့ကားတာအဆွဲသားဖြစ်သွားတာပေါ့ဒါမောင်းခက်တာကြီးတာတိရတယ်မဆိုင်ဘူးဒီလိုမျိုးတောက်မှကြောက်ကအရေးကြီးတယ်ဒါဆိုဒါပြမကြီးတုံးလာလဲဆိုမှဒီအင်ဂျင်ကွက်ဆာမှာတုံးတယ်ဂျဲတီကွင်းနေမောင်းဒီမြန်မာအင်ဂျင်မှာဂျဲတီကွင်းနေထားခါမှာအဲ့ဒါကြီးအဆွဲသားတုံးတာအဲ့ဂျဲတီကွင်းနေမောင်းဒါလုံးတယ်ပေါ့နော်ပြတော့ပါလဲဆိုတော့ဂျဲတီနေပစင်ကောင်းနေပြတော့လဲပန်းဂျဲတီလုံးတဲ့ခါမှာအဲ့ဒီအဆွဲသားကမောင်းကတုံးတယ်ဒါဆိုတော့ဒီကွာလမ်မာနဲ့ဒီအဆွဲသားကတုံးတဲ့ဖြစ်တဲ့အတွက်ဒါမောင်းကတစ်နှမယူလားနှစ်နှမယူလားဒါကိစ္စမရှိနိုင်မဲ့ဒီဟာကြီးကအကုန်လုံး site တွေတူနေရမယ်ဒီလေးမျက်နှာလုံးက site တွေတူရမယ်ဆိုင်တူပြီးတော့ဒီတောက်နဲ့ဒီတောက်ကတောက်မှကြမယ်ဒါနဲ့ဒါတောက်မှကြမယ်ဒါဆိုရင်အမောက်ဒီတောက်ကိုယူရဲဆိုပါဆို တကယ်လို့မလို့ပိတ်စားရအောင်လာယူမယ်ဆိုရင်ဒီမှာကပိတ်စားပြတ်သွားတော့အဆုံးထိလာယူမယ်ဆိုရင်ဒါနဲ့ပြောချင်ကောင်းနေတယ်ဆိုတော့ဘယ်လိုယူမှာလဲဆိုတော့ဒီဖက်ချက်နဲ့တောက်ရှောက်တောက်ရှောက်တောက်ရှောက်ယူလာဆိုတော့ပိတ်စားကိုပို့ပြီးထွေသားတို့ဖြစ်သွားမယ်ဒါဆိုမှဘယ်လောက်ဆိုင်ယူမှာလဲဆိုရင်အခုဒါပုံမှန်ထုတ်လဲဆိုတာတနက်မှအဆင်ပြေရပေါ့ဒါပေမဲ့ကျွန်တော်စားထုတ်မှာဆိုတော့နည်းနည်းလေးထုတ်ဆိုင်မြည်တိုင်းတိုင်းရယ်နည်းနည်းဖြုတ်တိုင်းနေဆိုရင်တလက်မနဲ့နှစ်စိတ်ပဲယူလိုက်တာနော်တလက်မနဲ့နှစ်စိတ်ယူလိုက်တယ်တလက်မနဲ့နှစ်စိတ်ယူပြီးတော့ဒီဟာဆိုပြည်တယ်ပြားစာပေါ့နော်ဒီလိုလေးယူလိုက်တယ် ဒီလိုလေးယူလိုက်တယ်ဒီလိုလေးယူလိုက်တယ်ဒါဆိုရင်ဒါအမမရဲ့အဆွဲသားဖြစ်သွားပြီဒါဆိုရင်မကဒါဆက်ကူမဆွဲကြတာပေါ့နော်ပိတ်စာမှာမောက်ယူမယ်ဆိုရင်ဘာလို့ယူမှာလဲဆိုရင်ပိတ်စာကမောက်ကဒီမှာတစ်ချက်ခုဒါမှမဟုတ်ပိတ်စာပုံလေးတော့တစ်ချက်ကြည့်ကြည့်မယ်ကြည့်မယ်ဆိုရင်မောက်ပိတ်စာက ခင်ဗျာဘာပဲဂျင်းထက်ကြိုက်ခွဲကဂျင်းလိုပိတ်စာတလောက်ပဲပို့တော့တယ်။ဒါဆိုတော့နောက်ကကြည့်ကြည့်လိုက်မယ်။တကယ်လို့အမရဲ့ပိတ်စာကြီးဟာယူမယ်ဆိုနောက်တစ်ထည့်ထုတ်လို့မရတော့ပိတ်စာပြတ်သွားတာပေါ့။ဒါဆိုတော့မောင်ရဲ့အပိုင်းစားရှိနေတဲ့ဟာဒီမှာကိုကြည့်ကြည့်လိုက်မယ်။အဲဒီသားမှာဒါတရရတော့မောင်ကတကယ်လို့ဂျယ်တီပွင့်နေဆိုဒီဟာသုံးလို့ရတယ်။ဒါပေမဲ့တကယ်လို့ဒါအဆိုင်ဆိုပါဆိုမောင်ဂျယ်တီပွင့်နေလို့ပဲဆိုပါဆိုဒီလိုဆိုင်ဒီလိုနဲ့သွားယူလို့မရအမအတဲ့နဲ့ပဲယူမယ်။အတဲ့နဲ့ယူမှာပဲသူ့ကိုဘယ်လောက်လဲဆိုတော့ဒီသားမှာမောင်ကတလက်မှမောင်ကဘယ်လောက်လဲပေါင်ခတ်လိုက်တယ်။ဒီလိုလေးနဲ့ဆွဲလိုက်တယ်။ဒါဆိုတော့အမမရဲ့အဆွဲသားလေးဖြစ်သွားမှာပေါ့။ဒါပေမဲ့မောင်ကဒီဟာလေးတူနေတော့မောင်ကနည်းနည်းရှိရှိလေးလုံချင်တယ်။ရှိရှိလေးလုံချင်တော့မှဒီနေရာလေးကိုစားယူလိုက်မယ်။ဒီနေရာလေးကို ဒီညာလေးကိုယူလိုက်မယ်တကယ်လို့မှဒီလိုယူမယ်ဆိုဒီပါနဲ့တာကျွန်တော်ပိတ်စတဲ့မျိုးဆရာဖြစ်သွားပြီဒီလိုပုံစံနဲ့ဆွဲထားရဲဟိုနောက်တစ်ထဲမှာတော့ခလေးတော်ပဲဖြစ်ဖြစ်တာပုံနေတော့မှတာထုတ်လို့ရသေးတယ်ဒါဆိုမှဒါအရင်ဆုံးပါစလုပ်ပါလဲဆိုတော့အမက၃လက်မနဲ့ဘောင်ခနဲ့ခုန၄လက်မနဲ့ဘောင်ခတ်ပြီဆိုတော့နော်၃လက်မနဲ့ဘောင်ခတ်ပြမယ်ပြီးတော့ဒီမှာအရှိနဲ့၃လက်မဆိုတော့ဒီမှာလည်း၃လက်မရှိရမယ်ဒီမှာလည်းပဲ၃လက်မရှိမယ်အကုန်လုံးအစံလုံးပုံစံနဲ့လေးမျက်နှာညီနေရမယ်ဒါဆိုရင်ဒီလိုလေးဒါဆိုမှဒါလည်းဒီလိုလေးနဲ့ဆွဲလို့ရတာပဲဒါမှမဟုတ်ဒီလိုလေးဆွဲလို့ရပါလဲဆိုတော့ဒီလိုလေးပဲယူလိုက်ပါမယ်ဒီလိုလေးနဲ့ အဲဒွေယူလိုက်တယ်ဘယ်လောက်လဲဆိုတော့ဒေတာတပြားစာယူလိုက်မယ်အများကြီးလိုလားဆိုတော့မကန်ထချောင်းဆိုရတော့ဘောနော်လည်းပြင်းတစ်ခုတက်မယ်ဆိုတော့ထချောင်းဆိုတော့ရပြီဒါတော့ရှောင်းပြီလို့ရတော့ဒါပဲဒါကကျတော့တူတော့ကျွန်တော်ဆက်ရရင်အများကြီးလည်းအစင်မြန်မာဒီတစ်ခုလည်းဆိုအနေတော်ဖြစ်ပေါ်တယ်တကယ်လို့ဟိုကထပ်လို့ဆိုဒါတော့ရှောင်းတော့ရှောင်းထက်လို့ရတော့ဘောနော်ဒါဆိုတော့ဒါဒီညမှာမှထက်လိုက်ပါမယ်လိုလိုမမဖြစ်တော့မှ၃ချောင်းထက်လိုက်မယ်ဘောနော် OK ဒါဆိုရင်မောင်တာ၃ခုနဲ့ဆိုရင်အမောင်တာရှစ်ချက်နောက်ချက်လက်ရဲဒါကလေးစားလေးပေါ့ဒါရသားပြီဆိုရင်အဲ့ဒါမောင်ကအခုမြက်ပြဲနဲ့ချက်ချင်းချုပ်မလားဆက်ပေါ်ထိုင်ဖြစ်လဲထိုင်ဖြစ်တယ်ပါတော့အစီအပြေပါဒါပေမဲ့ကလေးရှိတဲ့မိခင်နဲ့ဆိုတာဆက်ပေါ်မှာချက်ချင်းထိုင်ဖြစ်လို့လဲထိုင်ဖြစ်လဲဖြစ်ပါမမဖြစ်လဲပျောက်ရှားသွားမှာဆိုတော့မောင်ဒါလေးကိုဒီချာလေးတုံးလေးစီထားမလားအင်ဂျီတွေရပြီပြီးတော့လည်းဘောင်းမီတွက်အဲဒီဟာလေးဘောင်းမီတွက်ကားရပြီဆိုတော့ဒါမောင်အင်ဂျီတစ်ထည်စားလေးပြီးသွားတယ်ဒါလေးကိုတကယ်လို့မောင်ကချက်ချင်းမချုပ်ဖြစ်ဘူးအဲဒီနေ့လုံးမြက်တယ်နောက်နေ့လောက်မှပဲချုပ်ဖြစ်မယ်ဆိုဒီပိစာအပေါ်လေးနဲ့ဂျိုးလေးနဲ့စီထားပြီးတော့မောင်ကတင်ထားမယ်ဆိုတော့ထိုင်ကလေးစားလေးလည်းပျောက်တာမရှိတော့ဘူးနော်ဒါဆိုရင်ဒါကိုမောင်တို့ဆက်လက်ပြီးတော့ချုပ်ကြမယ် Anh nhìn thẳng không? Ừ.